ငလင်ဘေးမှာအပြင်းထန်ထိခိုက်ဒဏ်ရာရသွားတဲ့ထက်ထက်မဟုကိုတစ်ချက်လေးတောင်လာမကြည့်တဲ့စစ်လုံဝရီထံမြန်မာနိုင်ငံမှာအင်အားအပြင်းဆုံးနဲ့လှုပ်ခတ်ခဲ့တဲ့မြင်းငလင်ကြောင့်ထိခိုက်ဒဏ်ရာရသွားပြီးတော့ဈေးရုံတင်လိုက်ရတာကတော့တရုတ်ဆောင်မင်းသမီးထက်ထက်မဟုပါဒါပေမဲ့လည်းထက်ထက်မဟုရဲ့တဦးရေတော်သမီးလေးစစ်လုံဝရီထက်ကတစ်ချက်လေးတောင်လာမကြည့်လို့လူပြောများနေရဖြစ်ပါတယ်အားလုံးလည်းသိကြတဲ့အတိုင်းမတ်လ28ရက်နေ့မှာအသက်ဝင်လာခဲ့တဲ့သခိုင်းငလင်ပြည့်ရွေးကြောင်းအင်အားခွန်တက်မခေါ်ရစ်စတာစကိတ်အဆင့်ရှိတဲ့ငလင်လှုပ်ခတ်မှုကြီးကြောင့်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာ အဆောက်အဦတွေပျက်စီးဆုံးရှုံးမှုတွေနဲ့အတူထိခိုက်ဒဏ်ရာရသေဆုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။ဒီလိုထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာနာမည်ကြီးရွှေရှင်မင်းသမီးထထမိုးဦးလည်းပါဝင်ခဲ့ရဖြစ်ပါတယ်။ထထမိုးဦးကမတ်လ28ရက်နေ့ငလင်းလုံးနေချိန်မှာတော်ညာရိုက်ကူးနေခဲ့ရပါဒီလိုနဲ့ငလင်းအပြင်းထန်လှုပ်ခတ်ချိန်မှာပြင်းရင်လွှမ်းရင်းနဲ့လက်ကျိုးသွားခဲ့ရဖြစ်ပါတယ်။ဒါပြင်ငကိုကလေးကနှလုံးရောဂါအခံရှိသူဖြစ်တာကြောင့်နှလုံးအမောဖောက်သွားခဲ့ရပါ အခုဆိုရင်တော့တတမိုးရဲ့အခြေအနေကပြင်းထန်လွန်းလွန်းထိုင်းနိုင်ငံထိသွားရောက်ကုသနေရပါပြီ။ဒါမှမဟုတ်တအူရဲတော်သမီးလေးစင်လုံးရီတက်ကတစ်ချက်လေးတောင်လာမကြည့်ရဖြစ်ပါရင်တတမိုးဟာသမီးလေးစင်လုံးရီတက်ကိုကလေးယူဖို့အနေရများတဲ့ကြားကနေရောက်အောင်မွေးထုတ်ခဲ့ရပါ။ဒါမှမဟုတ်စင်လုံးရီတက်ကတစ်ချက်လေးတောင်လာမကြည့်ခဲ့ရဖြစ်ပါရင်တခြားတစ်ဖက်မှာတော့အင်ဒရာဇော်စင်းရဲ့သမီးလေးပြည်သူဒရာကငလင်ပေးတင်ပြည်သူတွေကိုဆက်စရာကောင်းတဲ့ပုံရိပ်လေးနဲ့အားပေးလူတန်းကူညီလို့နေပါရဲ့ရှင်။